တနေ့တော့မနက်ပိုင်း9နာရီလောက်မှာကိုမြတဟာရွာကနေစက်ဘိန်စီပြီးထွက်လာခဲ့ပါတယ်။ရွာရဲ့အရှိဘက်မှာရှိတဲ့တောင်နဲ့မြောက်ကိုစီးဆင်းနေတဲ့ဆယ်မြောင်းပေါင်အတိုင်းမြောက်ဘက်ကိုဦးတည်ပြီးထွက်လာခဲ့ခြင်းဖြစ်ပါတယ်။သူ့ရဲ့ရွာကတော့ရွှေပင်ပူရွာဖြစ်ပြီးသူသွားမဲ့ရွာကတော့ထန်းတော်ရွာကလေးဖြစ်ပါတယ်။ထန်းတော်ရွာကကိုပေါ့ကျော်စီကိုသွားခြင်းဖြစ်ပါတယ်။ကိုမြတနဲ့ကိုပေါ့ကျော်တို့ဟာအကူနဲ့ညီလို့ရင်းနှီးခင်မင်ကြပါတယ်။ထန်းတော်ရွာလို့နာမည်မဲ့ထားပေမဲ့လည်းယခုလက်ရှိအခြေအနေကတော့ထန်းမင်းနေအနေငယ်သာရှိပါတယ်။ ရွှေပင်ပုနဲ့ထန်းတော်ရွာကလေးဟာနမိုင်လောက်ဝေးกว่าပါတယ်။ထန်းတော်ရွာကလေးဟာဆယ်မြောင်မကြီးရဲ့အရှိတ်တောင်ဘေးမှာကက်လျက်ရှိပါတယ်။ရွာဟာအရှိနဲ့နောက်တွေ့တန်းလျက်ရှိပြီးတော့လူနေအိမ်ချေ80ဝန်းကျင်လောက်ရှိပါတယ်။ရွာရဲ့ပပတ်လယ်မှာလည်းမြမတို့ရဲ့အဓိကထွက်ကုန်တွေဖြစ်တဲ့စံစဘာတွေစိုက်ပျိုးထားတဲ့လေကွင်းတွေရှိပါတယ်။စဘာကိုအဓိကထားပြီးစိုက်ပျိုးကြပါတယ်။ကိုမြတ်တာဟာထန်းတော်ရွာကလေးကိုရောက်ရင်ကိုပေါ့ကြော်နဲ့တွေ့ပါတယ်။စကားအေးဆေးစွာပြောကြဖို့အတွက်ရွာရဲ့အနောက်ဘက်ကိုထွက်လာကြပါတယ်။ ရွာရဲ့အနောက်ကိုရောက်ရင်ဆယ်မြောင်းမကြီးကိုဖြတ်ကူးထားတဲ့ပေါင်းတရားပေါ်ကနေဆယ်မြောင်းကြီးအနောက်ဘက်ကိုလာခဲ့ကြပါတယ်။ဆယ်မြောင်းမကြီးရဲ့အနောက်ဘက်ဘောင်အနီးမှာအရိတ်အဝါသကောင်းတဲ့ကုတ်ကုပင်ကြီးရှိပါတယ်။ကုတ်ကုပင်ကြီးရဲ့အောက်မှာခါလောင်းမြစ်တဲ့ကုတ်ပစ်ကြီးရှိပါတယ်။ပူအပ်တဲ့နေရာဒီမှာအဲ့ဒီကုတ်ပစ်ကြီးမှာရွာသူရွာသားတွေဟာလေငင်းခံကြပါတယ်။အပူတံကိုတတ်တာစီပါတယ်။ကိုမြတ်တာနဲ့ကိုပေါ့ကျော်တို့ဟာအဲ့ဒီကုတ်ပစ်ကြီးစီကိုရောက်သွားကြပါတယ်။ကုတ်ပစ်ပေါ်မှာတော့ရွာထဲကဦးမြဟန်ကိုတွေးကြပါတယ်။ ကိုမြတ်တာနဲ့ဦးမြဟန်ဟာယင်းဤတမိတ်ဆွေတွေဖြစ်ကြပါတယ်။ဦးမြဟန်ဟာဂမ်ဘီယာပညာတွေကိုဝါသနာပါသူဖြစ်ပါတယ်။စိတ်တည်ငြိမ်စေတဲ့တမထအလုပ်ကိုလည်းပြုလုပ်ပါတယ်။တိတ်တိလိုင်းတွေကိုလည်းစိတ်ဝင်စားပါတယ်။တခါကဦးမြဟန်နဲ့ကြောင်ကုန်းကလေးရွာကဦးရွှေတုံးတို့နှစ်ယောက်ပွင့်ဖြူမြို့နယ်အတွင်းမှာရှိတဲ့လွမ်းတောင်ပေါ်ကလွမ်းစီဒီဘုရားကိုသွားရောက်ခဲ့ကြပါတယ်။လွမ်းတောင်အနီးမှာရှိတဲ့ဇယက်ကြီးပေါ်မှာမရောက်တာရသေးဝခဲ့ကြပါတယ်။ဇယက်ကြီးပေါ်မှာတလားတိတိဝစီဘိတ်ကျင့်ပြီးနေခဲ့ကြပါတယ်။ အဲ့ဒီအချိန်ကကြောင်ကုန်းကြီးရွာကဥွှေတုံးဟာမင်္ဂလာဆောင်ပြီးတဲ့နေ့မှာပဲဇနီးအစ်စ်ဆက်ဆက်ကလေးဒေါ်တီကိုထားခဲ့ပြီးဦးမြဟန်နဲ့အတူရသေးဝတ်ခြင်းဖြစ်ပါတယ်။ဦးမြဟန်ဟာကြောင်ကုန်းကြီးရွာရဲ့အနောက်ဘက်မှာရှိတဲ့မဲဆရာရသေးမကြီးစီမှာချင်းကပ်ပါတယ်။မဲဆရာစီကနေနီးနာတွေကိုခံယူပါတယ်။ရွာကဆွေမျိုးတစုကတပြေးခံကြပါတယ်။ဒါကတော့ဦးမြဟန်ရဲ့ဂမ်ဘီယာပညာရည်နဲ့ဝါသနာပါခြင်းကိုအနည်းငယ်တင်ပြခြင်းဖြစ်ပါတယ်။ ကိုမြတ်တာနဲ့ဦးမြဟန်တို့တွေးဆုံကြရင်ပဲနှစ်ဦးသားအပြုံးနဲ့နှုတ်ဆက်လိုက်ကြပါတယ်။ဦးမြဟန်ရေတွေးတုံဆုံတုံဂမ္ဘီယာအကြောင်းလေးနဲ့ပတ်သက်လို့ပြောပြပါဦး။အသက်ကြီးတော့တဏိတာဆိုသလိုပဲဘဝအတွေ့အကြုံများတဲ့ဦးမြဟန်စီကနေဘူသူတယူပရစီလို့ဆိုပါတယ်။ဦးမြဟန်ကပြုံးပြီးတော့ကြောင်းမြတ်ရတနာဒီမှာဆွဲအားရှိတာခမကြားဘူးလား။ကျွန်တော်တော့မကြားဘူးပါဘူးဦးမြဟန်။ကျုံမတ်တာဘူတာနဲ့လက်တွေ့ကြုံရတဲ့ပုံကိုယ်တူရဲ့ပြောပြချက်ကိုပြန်ပြောပြပါမယ်။ဟုတ်ကဲ့ကြားပြရစီ။ဦးမြဟန်က လွန်ခဲ့တဲ့နှစ်40လောက်ကယရနာဒီပလို့ခေါ်တဲ့စာအုပ်ကလေးတအုပ်ကိုဖတ်ပူတယ်။စာအုပ်ကပပလေးပါ။အဲ့ဒီစာအုပ်ထဲမှာဖတ်ရတာကရွာတရွာမှာမောင်ပန်းစုံလို့ခေါ်တဲ့လူငယ်တယောက်ရှိတယ်။သူ့မှာအရွယ်ကြီးကြီးကြောင်းနီကြီးတလုံးရှိတယ်။လူငယ်ဆိုတော့လှချင်းပချင်းတဲ့အရွယ်ကိုဒါကြောင့်သူ့ရဲ့ကြောင်းနီကြောက်ကြီးကိုရွှေနဲ့ကွင်းပြီးလက်ဆုပ်လုပ်တယ်။နောက်ပြီးအဲ့ဒီကြောင်းနီလက်ဆုပ်ကြီးကိုလက်မှာဝတ်ထားတယ်။ကြောင်းနီကြီးကအရွယ်ကြီးတော့လက်ဆုပ်ကလည်းအကြီးကြီးလှုပ်ထားရတာပေါ့။ ူတို့ယူအားထဲကလူတွေကမောင်ပန်းစုံရဲ့ကြောက်နေကြီးကိုချက်ကြောက်ပဲထင်နေကြတာမြင်တဲ့သူတိုင်းပဲဆိုပါတော့ယူအားထဲကလူတွေကလည်းကြောက်ကလေးတွေဝယ်ယူစုဆောင်တာကိုဝါသနာပါကြတယ်ဗရမယာနီလာအောက်သက်ဖျားစိန်ကြောင်မြစသဖြင့်လက်လံမိတဲ့၍မိမိတို့နိုင်တဲ့၍စုဆောင်ကြတာပေါ့ယူအားထဲကလူတွေကသူတို့ကြောက်တွေကသာတွင်းထွက်ကြောက်စစ်တာမောင်ပန်းစုံရဲ့ကြောက်နေလက်စွပ်ကြီးကအတုပဲလို့တန်တန်ဆွဲမှတ်သားထားကြတယ်တနေ့မှာတော့မောင်ပန်းစုံတို့ယူအားကိုကလားကြီးတယောက်ရောက်လာတယ် လွယ်အိတ်ကြီးကိုလည်းလွှဲထားတယ်။အဲ့ဒီကလားကြီးဟာရွာထဲကိုဝင်ပြီးရင်ပဲရတနာကြောင့်မျိုးစုံဝေယူလိုပါတယ်ခမညာကြောင့်များဝေပါတယ်ခမညာအဲ့ဒီလိုနဲ့ရွာလေလမ်းအတိုင်းလမ်းလျှောက်ရင်းနဲ့ပတ်အော်နေတယ်တဲ့အဲ့ဒီအချိန်မှာလူတချို့ကကြောင်နီကြီးကိုမှဝဲချင်ရင်မောင်ပန်းစုံစီမှာသွားလို့ခက်တတီပြောကြတယ်အမှန်ကမောင်ပန်းစုံရဲ့ကြောင်နီကြီးဟာချက်ကြောက်ဆိုပြီးတော့နောက်ပြောင်ပြောကြတာဖြစ်တယ်ဒါပေမဲ့ကလားကြီးကတအိမ်ပြီးတအိမ်မေးပြီးတော့မောင်ပန်းစုံရဲ့အိမ်ကိုအပြခိုင်းပါတယ်နောက်ဆုံးတော့ မောင်ပန်းစုံရဲ့အိမ်ကိုရောက်သွားပါတယ်။မောင်ပန်းစုံရှိပါသလားခင်ဗျ။ဟုတ်ကဲ့ရှိပါတယ်။မောင်ပန်းစုံဆိုတာကျွန်တော်ပါပဲ။ဘာကိစ္စရှိလို့လဲဆရာကြီး။တခြားတော့မဟုတ်ပါဘူး။မောင်ပန်းစုံစီမှာကြောင်နီကြောင်ကြီးရှိတယ်လို့သိရပါတယ်။အဲ့ဒီကြောင်နီကြီးကိုရောင်းမယ်ဆိုရင်ဝယ်ခြင်းလို့ပါ။ကျွန်တော်မှကြောင်နီကြီးရှိပါတယ်။ကြိုက်စေရရင်ရောင်းမှာပါ။ဟုတ်ကဲ့ကြောက်ကိုကြည့်ပေးရစီ။ဒီလိုနဲ့မောင်ပန်းစုံဟာသူ့လက်မှာရွှေနဲ့ကွင်းလုတ်ထားတဲ့ကြောင်နီလက်စွပ်ကြီးကိုချွတ်ပြပါတယ်။ကလာကြီးဟာလက်စွပ်ကကြောင်နီကြီးကိုအသေးချာကြည့်ပြီးတော့ဝယ်မဲ့ကြောင်ပြောပြပါတယ်။ လာကြီးနဲ့မောင်ပန်းစုံတို့ဟာကြောင်နေကြီးကိုရောင်းဝယ်ဖို့အပြန်အလှန်ဇင်းကြီးကြပါတယ်။နောက်ဆုံးမှာကြောင်မြတ်ရတနာဝယ်တဲ့ကလာကြီးဟာမောင်ပန်းစုံလိုချင်တဲ့ငွေကြေးကိုပေးပြီးဝယ်ယူလိုက်ပါတယ်။မောင်ပန်းစုံရဲ့ကြောင်နေကြီးကိုချက်ချောက်ထင်ပြီးတော့ပြည့်ရပြူကြတဲ့ရွာသူရွာသားတွေအံ့ဩနေကြပါတယ်။သူတို့ယူဆချက်တွေမာရင်ကြောင်းသိလာပါတယ်။ကြောက်ဝယ်တဲ့ကလာကြီးကမောင်ပန်းစုံစီကကြောင်နေကြီးကိုသူ့လက်ထဲရောက်ရင်ပဲလွယ်လာတဲ့လွယ်အိတ်ထဲကဘူးတဘူးကိုထုတ်လိုက်ပါတယ်။အဲဒီနောက်ဘူးကိုအဖုံဖွင့်လိုက်ပါတယ်။ ဘူးထဲမှာအယောင်မျိုးစုံယရနာကြောက်ကလေးတွေကိုတွေးမြင်ရပါတယ်။ကလားကြီးကဝယ်ယူထားတဲ့ကြောက်ညီကြီးကိုလက်ထဲမှာကန်ရင်နဲ့ဒီကြောက်မျိုးရှာနေတာကြာပြီးအခုမှရတော့တယ်။ဒီလိုကြောက်ညီကြီးရှိရင်ဒီဘူးထဲကကြောက်တွေဘာလို့သေးလဲလို့ဆိုပြီးဘူးထဲကကြောက်တွေကိုလက်နဲ့ဆုပ်ပြီးအဝေးကိုလွင်ပြစ်လိုက်ပါတယ်။ဘေးကကြီးနေတဲ့ရွာသူရွာသားတွေကလည်းကလားကြီးရဲ့အပြုတ်မှုကိုနားမလည်နိုင်အောင်ဖြစ်နေကြပါတယ်။ကလားကြီးဟာမောင်ပန်းစုံစီကရတဲ့ကြောက်ညီကြီးကိုဘူးထဲကိုထည့်ပြီးအဖုံးကိုလတ်ထားလိုက်ပါတယ်။မောင်ပန်းစုံတို့နဲ့ ကားစမိပြောနေကြပါတယ်အချိန်နှဲငယ်ကြတော့စောစောကလွင့်ပြစ်လိုက်တဲ့ရောင်စုံကြောက်ကလေးတွေဟာကြောင်နီကြီးဘေးမှာကက်လျက်ရောက်နေတာကိုဘူးထဲမှာမြင်တွေ့ကြရပါတယ်ဘေးကကြည့်နေကြတဲ့ရွာသူရွာသားတွေဟာရောင်စုံကြောက်တွေဘူးထဲပြန်ရောက်လာတာမြင်တော့စောစောကနားမလည်နိုင်အောင်ပြစ်နေတာတွေနားလည်လာကြပါတယ်အံ့ဩနေကြပါတယ်ကြောင်နီကြီးရဲ့ဆွဲအားကြောင့်တနည်းအားဖြင့်ကြောင်နီကြီးရဲ့စွမ်းအားကြောင့်ရောင်စုံကြောက်ကလေးတွေပြန်ရောက်လာတာကိုသိကြပါတယ်ဦးမြဟန်ဟာစကားပြောရင်းနဲ့ဂရင်းချင်လာပုံပေါ်ပါတယ် လက်ကစီပေါ်လိုက်တူကိုမီးကျင်းနဲ့မီးကြီးလိုက်ပါတယ်။အဲ့နောက်စီလေးကိုအားရပါရပါပိတ်အောင်ဖွာလိုက်ပါတယ်။မီးကိုတွေထောင်းထားလာပါတယ်။ကိုမြတ်တာကဒီလိုမှတ်သားရပြီးတော့ကြောက်တွေမှာဆွဲအားတကယ်ရှိတယ်လို့သုံးသပ်ပါသလား။အဲ့ဒီခါမှာဦးမြဟန်ကကျုပ်လည်းအဲ့ဒီယရနာဒီပစာအုပ်ကလေးကိုဖတ်ပြီးကြောက်တွေမှာဆွဲအားရှိတယ်ဆိုတာယူဆရမှာလက်ခဲတင်းလင်းဖြစ်နေတယ်။ဘာကြောင့်လဲဆိုတော့စာတွေ့ပဲရှိသေးတာကို နောက်တော့ကြောက်ဒီမှာစွဲအားရှိတာကိုလက်တွေ့ကြုံရတဲ့ပုံကောကပြောပြတော့မှပဲကြောက်လဲဟုံမှန်ကြောင်ဆုံးဖြတ်လိုက်တယ်ယုံကြည်တော့တယ်ပေါ့ဗျာကြောက်ဒီမှာစွဲအားရှိတာကိုလက်တွေ့ကြုံရတဲ့ပုံကောရဲ့ပြောပြချက်ကိုပြန်ပြောပြပါမယ်ကျုပ်တို့ရွာရဲ့အရှိနာကရွာမှာကိုအောင်ပိုင်ဆိုတဲ့လူတယောက်ရှိခဲ့တယ်ကျုပ်ထက်အသက်ကြီးပါတယ်သူရွယ်ကောင်းတုန်းကစစ်တပ်ထဲကိုလိုက်ခဲ့တယ်သူ့မှာတွင်းထွက်ကြောက်ဖြူတလုံးရှိတယ်ကြောက်မျိုးစားတော့မပြောတတ်ဘူးကြောက်ရွယ်စားကတော့ကြီးတယ်ကြောက်ကိုအလင်းရောက်မှထောင်ကြည့်ရင် ဝတ္တရံတတဝါလေးနှစ်ကောင်မန်ဖီတိုက်ခိုက်နေတာကိုမြင်ရတယ်။အဲ့ဒီကြောက်ဖြူကိုလက်စွပ်ကွင်းပြီးလက်မှာအမြဲဝတ်ထားတယ်။စစ်တပ်တွေလိုက်တော့စစ်တိုက်ထွက်ရတာပေါ့ဗျာ။ရန်သူနဲ့တွေ့လို့တိုက်ပွဲတွေဖြစ်ရင်တနက်ပြစ်တန်တွေပဲကြားရပြီးသူ့စီကိုကြီးစံနေရောက်မလာဘူးတဲ့။သူ့ရဲ့ဘဲတောင်ပန်းညာတောင်ပန်းမှာရှိတဲ့လူနှစ်ယောက်စီကိုတောင်ကြီးစံမရောက်ဘူးတဲ့။ကြီးလွဲပစ္စည်းလို့ခေါ်ရမှာပေါ့ဗျာ။တိုက်ပွဲတွေဖြစ်ရင်သူ့ဘေးတွေမှာပဲနေကျင်တဲ့သူကများတယ်။အသက်အန္တရာယ်ဘေးကကင်းဝေးတာကို နောက်ပိုင်းမှာကိုအောင်ပိုင်စစ်တပ်ကထွက်ပြီးအနားယူခဲ့တယ်။စစ်ထဲတုံးကလည်းဘူကြီးအဆင့်နဲ့နေခဲ့ရတာနော်။ရွာပြန်အနားယူတော့တနေ့မှကျုပ်သူနဲ့စုံမိကြတယ်။စကားလက်ဆုံကြကြတယ်။အခုလိုရတနာကြောက်မြတ်တဲ့အကြောင်းစကားရောက်သွားကြတယ်။အဲ့ဒီကြောက်ဖြူအကြောင်းကိုအခုလိုပြောပြပါတယ်။ကိုအောင်ပိုင်ကကိုမြဟန်ကျုပ်လက်မှာဝတ်ထားတဲ့လက်စုကကြောက်ကိုဘာကြောက်ခေါ်လဲဗျ။ကြည်စမ်းပါ။ကိုမြဟန်ကအယောင်အသွေးကအဖြူယောင်ပဲဗျ။ကြောင်ကြောက်များဖြစ်နေမလား။အဲ့ဒီခါမှာကိုအောင်ပိုင်က ကြောက်ကို အလင်းရောက်မှထောင်ကြည့်စမ်းပါဦးဒီလိုနဲ့ပဲကြောက်ကလက်စွပ်ကြောက်ကိုအလင်းရောက်မှထောင်ကြည့်လိုက်တယ်ခုနကပြောသလိုပဲဝက်လူမျိုးတတ္တဝါလေးနှစ်ကောင်ဟာမန်ဖီတိုက်ခိုက်နေတာကိုတွေ့ရတယ်ကိုမြဟန်ကဝက်ကလေးနှစ်ကောင် တိုက်ခိုက်နေတာနဲ့တူသလားလို့ပြောတဲ့ခါမှာဟုတ်တယ်ဒီကြောက်ကကာယသိတိပြီးတယ်စစ်တပ်ထဲကတောင်ဝန်ထမ်းဆောင်တုံးကတိုက်ပွဲတွေကြုံရတယ်ဒါပေမဲ့ဟောဒီကြောက်ကလေးရဲ့စွမ်းရည်တတိကြောက်ကျုပ်စီကိုကြီးစားနေမလာဘူးဗျအဲ့ဒီခါမှာကိုမြဟန်ကအံ့ဩသွားခဲ့ပါတယ်ဟင်းဟုတ်လား ုတ်တယ်။ဂမ်ဘီယာပညာဝါသနာပါရာတူရတော့ပြောရအောင်မယ်။ဟောဒီကြောက်ရဲ့ကြောက်ကလေးကကာယသိတိစွမ်းယုံတင်မကဘူးဗျ။ကြောက်ကလေးတွေရောက်လာအောင်စွဲနိုင်တဲ့စွဲအားလည်းရှိတယ်။ပြောပြစမ်းပါဦး။အဲ့ဒီကြောက်ကလေးကိုဖန်မှုထဲမှာဝါကုန်းကလေးခံပြီးအဖုံပိတ်ထားလေးရှိတယ်။တယူတသိထားတာပေါ့ဗျာ။တနေ့မှာဖန်မှုထဲမှာကြောက်ကလေးကိုထည့်ထားပြီးအဖုံနဲ့မပိတ်ဖြစ်ဘူး။နောက်တနေ့တတိယလို့ကြည်လိုက်တော့ကြောက်ကြောက်ကလေးရဲ့ဘေးမှာကြောက်နီကလေးတစ်လုံးရောက်နေတာကိုတွေ့ရတယ်။အဲ့ဒီကြောက်ကလေးက တွင်းထွက်ဗရမ ्या ကြောင်းနေလေးဗျအဲ့ဒီလိုကြောက်ကလေးတွေရောက်လာတာကိုကြောက်ငါးလုံးအထိရဘူးတယ်လို့ပြောပြပါတယ်ဥအောင်ပန်ရဲ့ကိုလေးကိုထောက်ရင်ဥမြဟန်ပြောခဲ့တဲ့ယန္တနာဒီပစာအုပ်ကလေးထဲကမောင်ပန်းစုံရဲ့ကြောက်နေလက်စွပ်လေးကလည်းဆွဲအားရှိတာအမှန်ပေါ့နော်မန္တာပေါ့ဗျာကိုအောင်ပန်ကသူ့ကြောက်ကလေးရဲ့ဆွဲအားရှိကြောင်းပြောပြမှကြုံမှတ်သားခဲ့ရတဲ့မောင်ပန်းစုံရဲ့ကြောက်နေဗရမ ्या ကြီးဟာဆွဲအားရှိကြောင်းလက်ခံယုံကြည်မိတော့တယ်ကိုမြတ်တာကလည်း ျွန်တော်လဲကြောက်ဒီမှာဆွဲအားရှိကြောင်းလက်ခံယုံကြည်သွားပြီးပြုတ်ဦးမြဟန်ကကြောက်ဆွဲအားရှိတဲ့အကြောင်းကိုတော့ပြောပြီးပြီးကြောက်ပြားကလေးအကြောင်းကိုဆက်ပြောပြရအောင်မလားအဲ့ဒီခါမှာကိုမြတ်တာကဦးမြဟန်ကလည်းပြန်ပြီးမေးခွန်းထုတ်နေပါပြီဆက်တာပြောပါဘ ഹു ဒုတာရတာပေါ့ဒီလိုနဲ့ဦးမြဟန်ကဆက်ပြောပါတယ်ကိုအောင်ပိုင်ဟာမသေးခင်ကျမ်းမာရေးကောင်းနေချိန်မှာအဲ့ဒီကြောက်ဖြူကလေးကိုသူ့ရဲ့ဒုတိယခင်မင်ရတဲ့သူဒေါ်ဖြူပြားကိုပေးအပ်ခဲ့ပါတယ်ကြောက်ဖြူကလေးရဲ့စွမ်းရည်ကိုလည်းပြောမပြခဲ့လို့ဒေါ်ဖြူပြားမသိဘူး ကိုအောင်ပိုင်တီဆုံးခဲ့လို့နှစ်အနေငယ်ကြာတဲ့ချိန်မှာဒေါ်ဖြူပြာကငွေကြေးလိုအပ်လာပါတယ်။ငွေကြေးပြည်လဲရေးအတွက်မြို့ကပဒိန်ဆိုင်ကိုသွားပြီးကြောက်ဖြူကွင်းထားတဲ့လက်စွပ်ကိုရောင်းပါတယ်။ပဒိန်ဆရာကကြောက်ဖြူကိုဖြုတ်ပြီးဆွေကိုချိန်တွဲတယ်။ရွှေအလေးချိန်အရကြားတင်တဲ့ငွေကြေးကိုပေးတယ်။ကြောက်ဖြူရဲ့အစွမ်းတတ္တိကိုမသိတဲ့ဒေါ်ဖြူပြာဟာကြောက်ဖြူကိုပဒိန်ဆရာကိုအလကားပေးခဲ့တယ်။ကြောက်ရတဲ့ပဒိန်ဆရာကလည်းကြောက်ရအစွမ်းတတ္တိကိုမသိတာကတကြောင် အလကားရတာကတကြောင်ကြောင့်တိတ်အလေးမထားဘဲနဲ့ဇပွဲအန်ဇွဲတဲကိုလွယ်လွယ်ပဲထားလိုက်တယ်။နောက်တနေ့မှမောင်ပေါ့ကျော်ရဲ့အဖေဦးမူချစ်ဟာဒေါ်ဖြူပြလက်စွပ်ရောင်းခဲ့တဲ့ပဒိန်ဆိုင်ကိုတိုက်တိုက်ဆိုင်ဆိုင်ရောက်သွားတယ်။ပဒိန်ဆရာနဲ့ဦးမူချစ်ကလည်းအတော်ရင်းနေတယ်။စကားပြောကြရင်းနဲ့ပဒိန်ဆရာကမနေ့ကဦးမူချစ်တို့ရွာရဲ့အရှိဘက်ကရွာကဒေါ်ဖြူပြလက်စွပ်လာရောင်းတယ်။လက်စွပ်ကပါတယ်ကြောက်ဖြူကလေးကိုတော့ကျွန်တော်စီထားခဲ့သေးတယ်။ဦးမူချစ်ဟာဦးအောင်ပိုင်ရဲ့ကြောက်ဖြူအစွမ်းကိုကောင်းကောင်းသိတဲ့အတွက်ကြောင့် ပရင်ဆရာအဲ့ဒီကြောက်ဖြူကလေးကိုကျုပ်ကိုပြစမ်းပါပရင်ဆရာက ထုတ်ပြပါတယ်ဦးမူချစ်ကဒီကြောက်ဖြူကလေးကျုပ်ကိုပေးပါပရင်ဆရာကြောက်ဖြူဆိုတော့အသက်ကြီးရဲ့ကျုံနဲ့လိုက်တယ်ဘယ်လိုလဲပေးမှမဟုတ်လားအဲ့ဒီခါမှာပရင်ဆရာကအလကားတော့မပေးနိုင်ဘူးဦးမူချစ်လက်ဖက်ရည်တိုက်ရလိမ့်မယ်အဲ့ဒီခါမှာဦးမူချစ်ကရပါတယ်ဆရာရဲ့အခုပဲလက်ဖက်ရည်ဆိုင်သွားပါမယ်ဆိုပြီးတော့ဦးမူချစ်ဟာကာယသိတိစွမ်းနဲ့ကြောက်ဖြူကလေးကိုလက်ဖက်ရည်တစ်ခွက်မုတ်တစ်ခုနဲ့ရခဲ့ပါတယ် အခုခေတ်ကြီးမှာကာယသိတိပြီးတဲ့ပစ္စည်းတစ်ခုဟာငွေကျပ်သိန်းရာထောင်ချီတန်ပါတယ်အခုပြောတဲ့ကြောက်ဖြူကလေးဟာငွေကျပ်သိန်းရာထောင်ချီတန်တာပေါ့နောက်ဆုံးပြောရရင်ကြောက်ဖြူကလေးကိုအခုခမားနာကကိုပေါ့ကျော်ရဲ့အဖေဦးမူးချစ်လက်ထဲကိုရောက်သွားတာပဲအဲ့ဒါနဲ့ကိုမြတ်တာကကိုပေါ့ကျော်ကိုဒီလိုဆိုကိုပေါ့ကျော်မင်းမိဘအိမ်မှာကြောက်ဖြူကလေးရှိသေးလားအခုကိုပြစမ်းပါကွာမြင်ဖူးတဲ့ရှိအောင်ကြည့်ရတာပေါ့ကိုပေါ့ကျော်ကအခုကြီးကြောက်ဖြူကလေးကိုကျွန်တော်အဖေရတာတော့အမှန်ပါ အဲ့ဒီကြောက်ဖြူကလေးကိုအဖေကကျွန်တော်ကိုပေးပါတယ်ကြောက်ကလေးကိုငွေနဲ့ကွင်းပြီးလက်စွပ်ဝတ်ခဲ့ပါတယ်လက်မှာဝတ်ရင်းနဲ့ကြောက်ပြောက်သွားခဲ့တာအခုထိရှာမတွေ့ပါဘူးဗျာဒီလိုနဲ့ပဲဦးမြဟန်ကကြောက်မြရဏာတွေဟာစွမ်းရည်တတိရှိကြတယ်သူတို့တတိရှိသလိုစွမ်းရည်ရှိသလိုဝတ်ဆင်တဲ့လူတွေကလည်းအကျဉ်းတိလာနဲ့ပြည့်စုံဖို့လိုတယ်ဝတ်ဆင်ထားတဲ့သူနဲ့မထိုက်တန်တဲ့အချိန်မှာတနီးနီးနဲ့ထွက်သွားကြတယ်လောကကြီးမှာကိုမသိတာမမြင်ဘူးမတွေ့ဘူးတာတွေအများကြီးရှိတယ် ကိုညံမမိတိုင်းမဟုတ်နိုင်ဘူးမဖြစ်နိုင်ဘူးလို့ပြောလို့မရဘူး။ဘုရားရှင်ဟောကြားတဲ့မစ္စည်းမပฏิပတာအလေအလတ်တရားလမ်းစဉ်နဲ့အညီသုံးသပ်မှသာမံကံပါလိမ့်မယ်ကိုမြတ်တာရေးလို့ပြောလိုက်ပါတော့တယ်။